မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်မင်းအောင်လိုင်းဖအံမျိုးတို့လာရောက်ညီဖြစ်၍ BGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရအမိန်ထုတ်ပြီးဖအံတခွင်လုံချုံရေးအထူးတင်ချက်ထားမအူပင်တွင်လဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတူဖွင့်ပွဲတက်အောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖတ်မရောက်လိုက်မှာယနေ့ကရင်ပြည်နယ်ဖက်အံမျိုးတို့လာရောက်မည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကများမျိုးတဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ရေးမြစ်တချို့ကသတင်းဌာနကိုပြောကြားပါရယ်ရှမနီအကြံဖတ်စစ်ကောင်စောင်းမရောက်လိုက်ကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBAE 85ချိန်မြောက်စရတု38ဖြောင်းမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း ရင်းမတစင်ဖအံမျိုးတို့လာရောက်ရန်ရှိနေကြောင်းသိရှိရပါတယ်။ဖအံကိုမအားလာလာမမလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးယူရင်းမလာရအမိန်ထုတ်တယ်။ဖအံမှာတက်နေတွေးဆောင်ခွဲတဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေးဆောင်ခွဲလုပ်မယ်။ပြီးရင်ဖအံတောင်ကလေးစေယုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးတွေးဖို့ရှိတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ ထို့ပြင်မင်းအောင်လိုင်ကမအူပင်မြို့နယ်တွင်ဖွင့်လျက်ရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်ရှိနေပြီးရမန်နေ့ကလေးကမအူပင်မြို့တစ်ခုလုံးလမ်းပေးဝဲရဆေးတုပ်ခြင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အုံများစီးထုတ်ခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီဟုမအူပင်အခြေစိုက်ဒေသကင်းထောက်တရင်ရင်းမြစ်ကရှင်းပြပါတယ်။ ဆက်လက်ပြီးရန်ကုန်ရှိအာကစားဝန်ကြီးဌာနပိုင်သူဝနအာကစားပြိုင်ပွဲယုံကြည်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကြံဖို့ပါတီကထိုက်ရိုက်ချိုးပေါက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်ရှိအာကစားဝန်ကြီးဌာနအပိုင်သူဝနအာကစားပွဲယုံကြည်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာလ19ရက်နေ့မော်လဲတနအိမှညနေ4နာရီအချိန်အထိရှမ်းဖော့ပါတီကရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်သူဝနာအာကစားပွဲရုံတစ်တွင်လူဦးရေ1000ခန့်ပါဝင်သောမဲဆွယ်စည်းရုံးပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွယ်စည်းရုံးပွဲတွင်ရှမ်းဖော့ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်မည်ဖြစ်ပြီးရန်ကုန်မှရှမ်းဖော့ပါတီဝင်များကိုရွေးကောက်ပွဲကြေညာစာတမ်းကိုမိတ်ဆက်မည်ဖြစ်ကြောင်းသိရပါသည်ပါတီမဲဆွယ်စည်းရုံးဟောပြောခွင့်အတွက်အစိုးရဝင်ကြီးဌာနပိုင်းအဆောက်အဦးကိုတုံးဆွဲခွင့်ပေးလိုက်တာပါ တခြားဘေးပါတီကိုမှမပေးပါဘူးကြံခိုင်ရေးပါတီကိုပဲပေးတာပါဟုရန်ကုန်တိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှင်ပြင်းချက်ဖို့ပါတီဤမဲဆွယ်စည်းရုံးပွဲအတွက်စစ်တပ်နှင့်ရဲများကလည်းပြင်ပမှလုံခြုံရေးရှုပေးမိဖြစ်ကြောင်းအချို့ဖို့ကားစီစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ်။ချက်ဖို့ပါတီကထိုကဲ့သို့အစိုးရပိုင်းအဆောက်အုံဖြစ်သောသူဝနာအားကစားပြိုင်ပွဲရုံတစ်ကိုတုံဆွဲခြင်းလုံခြုံရေးအတွက်စစ်တပ်နှင့်ရဲကတာဝန်ယူပေးခြင်းချို့ဖို့ကားစီစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုပါတယ်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်9ကားငယ်တွင်နိုင်ငံရေးပါတီတရက်သည်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အုံရင်းပစ္စည်းတို့ကိုတိုက်ရိုက်ဖြစ်စေ၊တွယ်ဝရွေဖြစ်စေ၊ရာယူသုံးဆွဲလျှင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်권မရှိကြောင်းပြထန်းထားပါတယ်။ဆလပီပြည်တွင်းမှာစတားလင့်သုံးဆွဲသူဦးရီတိတာစွာကြဆင်းသွားတဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Starlink အင်တာနက်သုံးစွဲသူဥယေဟာရပိုင်အတွင်းတိတိတသာပြောင်းလဲကျဆင်းသွားခဲ့တယ်လို့ AFP သတင်းဌာနကဖော်ပြထားပါတယ်။နေဆက်အခြေဆိုင် online ငွေကြေးလိမ့်လည်မှုကြားဖြန့်ကိုင်းတွေက Starlink ဝန်ဆောင်မှုတွေကိုအသုံးပြုနေကြောင်းစွစွဲချက်တွေထွက်ပေါ်လာတဲ့နောက် Starlink ရဲ့မိခင်ကုမ္ပဏီ SpaceX ဟာကြားဖြန့်ကိုင်းတွေရှိနေတယ်လို့ယူဆရတဲ့နေမြေတွေမှာခုံရက်ထောက်ပံ့မှုကိုဖျက်တောက်ပစ်ခဲ့ပါတယ်။ မြောက်ဝတီမြို့နယ်တွေကကြားဖြတ်အတီးကနေပြီးတခုလို့ဆိုနိုင်တဲ့ KK ဘတ်မှာ Starlink Internet ချိတ်ဆက်နိုင်တဲ့ဆက်လောင်းတွေအများအပြားရှိနေကြောင်း AFP သတင်းဌာနကဖော်ပြခဲ့တဲ့နောက် SpaceX က Internet လက်ခံချိတ်ဆက်တဲ့ Starlink ဆန်2500လောက်ကိုတားဆီးပိတ်ဆို့ခဲ့ကြောင်းကြေညာပါတယ်။နှစ်စန်းပိုင်းလောက်တုန်းက Starlink ဟာမြန်မာနိုင်ငံမှာလူသုံးအများဆုံး Internet ကွန်ရက်ထောက်ပံ့မှုကုမ္ပဏီအဖြစ်ရပ်တည်နေခဲ့ပြီး Internet ဝန်ဆောင်မှု14ရာခိုင်နှုန်းဆလောက်ခွဲတန်းကိုရယူထားခဲ့ပါတယ်။ ။ဒါပေမဲ့ Starlink ဟာမြန်မာနိုင်ငံမှာတရားဝင်မှတ်ပုံတင်လုပ်ငန်းလေပတ်နေတဲ့ကုမ္ပဏီတော့မဟုတ်ပါဘူး။နေဆက်ကကြားဖြန့်ခိုင်းတွေနဲ့ဆက်ဆက်တဲ့ကွန်ရက်တွေကိုပိတ်ချထားကြောင်း SpaceX ကအတည်ပြုခဲ့တဲ့နောက်ပိုင်းမြန်မာနိုင်ငံရဲ့အင်တာနက်ထောက်ပံ့မှုကွန်ရက်စုစုပေါင်းရေ900ရာခိုင်နှုန်းအောက်ခွဲတန်းထိ Starlink သုံးစွဲမှုကပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ SpaceX ဟာကြားဖြန့်ခိုင်းတွေအတွက်အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်အတွက်အမေရိကန်လွှတ်တော်ရဲ့ကြားနာစုံစမ်းမေးမြန်းမှုကိုလည်းဇူလိုင်လကတည်းကကြုံနေရပါတယ်။ ကြားဖြတ်အရေးကိုနိုင်ငံတကာအာရုံစိုက်မှုမြင့်တက်လာချိန်မှာစစ်တပ်က KK ဘက်ကိုစီရင်ပြီးအဆောက်အုံပေါင်း100ကျော်ကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ KK ဘက်တစ်ခုလုံးစာဧရိယာကတော့တိတ်ပြီးကြီးကြီးမားမားအထိခိုက်ရှိဟန်မတူကြောင်းဂျိုဒုမှတ်တမ်းတပ်ပုံတွေကညွှန်ပြနေပါတယ်။ဆက်လက်ပြီးမအူပင်တွင်အုတ်ထုတ်ရေးမှုနဲ့အဖွဲကစင်ရနံပါတ်သူများကိုပြည်သူစစ်မှုတမ်းအတွက်ဖမ်းဆီးရောင်းစားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အေယာဝတီတိုင်းမှာဥပင်မြို့နယ်တွင်စစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးမှုနှင့်အဖွဲ့ကစင်ရဲနွမ်ပါသူများကိုဖမ်းဆီးကာဒီသူစစ်မှုတန်းအတွက်ရောင်းစားပြီးအလုပ်ဖြစ်နေကြောင်းဒေသခံများထံမှသိရပါဗျ။ဒီသူစစ်မှုတန်းအတွက်ရောင်းစားနေကြသူများမှာရွှေတောင်မော်တိုင်းနှင့်ရွှေတောင်မော်ကြီးပါစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းစရေးမျိုးမင်းနှင့်အပေါင်းပါများဖြစ်သည့်မောင်စောကြီးစိုးတန်ထိုင်မျိုးဝင်းအင်းဝင်းမင်းနိုင်တို့ဖြစ်ကြကြောင်းဒေသခံများကပြောပါဗျ။ မရှိစင်ရဲသားမိသားစုအတိုင်းဝိုင်းနေတဲ့သူတွေကိုဖမ်းပြီးစင်မူတန်းအတွက်ရောင်းစားနေကြတာပါစင်မူတန်းရှောင်းခံရတဲ့သူတွေကိုပဝင်းချင်းကကြားကောင်းအောင်၄50သိန်းလောက်နဲ့နှစ်သိန်းပေးတာပါကျန်တဲ့ငွေတွေကိုအုပ်ကြီးတို့အပိုင်သိမ်းပြီးအခုဆိုတော်တော်လေးချမ်းသာနေကြပြီဟုရွှေတောင်မော်တိုက်နယ်ရှိဒေသခံတဦးကသတင်းဌာနကိုပြောကြားပါတယ်လက်ရှိတွင်လည်းစစ်ကော်မရှင်ခန့်အုတ်ချွေမှုဦးအောင်ဝင်းရဲ့အဖွဲ့သည်ရွှေတောင်မော်ကျေးရွာရှိနေအိမ်တအိမ်လျင် ပြည်သူစစ်မှုထမ်းကြီးအဖြစ်ငွေ2000ကျပ်ပေးဆောင်နေရကြောင်းဒေသခံများထံမှသိရပါဗျ။ရွှေတောင်မော်ကျေးရွာတွင်ရက်ွက်73ခုအထိရှိပြီးအင်ချီ1800ကျော်ရှိကာပြည်သူစစ်မှုထမ်းကြီးလားစင်ကောက်ခံရရှိငွေမှာ300ကျော်အထိရရှိကြောင်းဒေသခံများကပြောပါဗျ။ဧရာဝတီတိုင်းရှိမြို့နယ်အများစုတွင်စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးများကပြည်သူစစ်မှုထမ်းလူစားထုတ်ဝယ်ရန်ဟုဆိုကာငွေကြေးများအဆမတန်တောင်းယူနေတော်လဲအမေရိကန်ပြည်သူစစ်မှုထမ်းအဖြစ်ပို့ဆောင်ခံရသူများမှငွေကြေးများမရရှိကြောင်းပြည်သူစစ်မှုထမ်းတပ်ဦး၏မိသားစုဝင်ကပြောပါရယ် ။အေယာဝတီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုအများစုမှာဂျေးဝပြည်သူစစ်ပြည်သူစစ်မှုထမ်းများအတွက်ထောက်ပံ့ရန်နှင့်လူမျိုးဝယ်ယူရန်ဟုဆိုကာအကြောင်းအမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူလျက်ရှိကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါသည်။ဆလပီမွန်ပြည်နယ်မှာအမတ်လောင်းအများစုမြေပြင်ဆင်းပြီးမဲမဆွေရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ကြမယ်။နိုင်ငံရေးပါတီကကိုယ်စားလှယ်လောင်းအများစုမြေပြင်ဆင်ပြီးမဲမဆွဲရဲကြဘူးလို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ကြမယ်ကိုယ်စားလှယ်လောင်းတွေကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ဆွဲမဲဆွဲကာလသတ်မှတ်ပေးထားပါရယ်။ကိုယ်စားလှယ်လောင်းတွေမဲဆွဲစည်းရုံးရမယ့်ရက်ကိုရက်ပေါင်း60ခွင့်ပြုထားပေမယ့်နိုင်ငံရေးပါတီအများစုမျိုးပေါ်ရက်ွက်တွေမှာတောင်မဲဆွဲစည်းရုံးလှုပ်ရှားမှုသိမ့်မတွေ့ရသေးပါဘူး။ ဘီလင်းဒေတာကန်တအူးကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေဟာမျိုးပေါ်မှာလှုပ်ရှားမှုမရှိသလိုနေတွေမှာလည်းလုံဝမလှုပ်ရှားတာကြောင့်ဘဲကိုစလေလောင်းဝင်ပြိုင်မလဲဆိုတာတောင်မသိရဘူးလို့သတင်းဌာနကပြောပါရယ်ပါတီတွေရဲ့လှုပ်ရှားမှုဆိုတဲ့အဥ္စာကမျိုးပေါ်မှာတော့အတန်မကြားဘူးနေမှာတော့လှုပ်ရှားမှုလုံဝမရှိဘူးကိုစလေလောင်းနာမည်စရင်တောင်ကျွန်တော်တို့မသိဘူးဘဲပါတီကဘယ်သူလဲဘာညာဆိုတာတောင်ကျွန်တော်တို့မသိရဘူးကိုစလေလောင်းနာမည်ဥပမာအမျိုးသားလွတ်တော်ကဘယ်သူ ပြည်သူ့လွတ်တော်ကဘယ်သူတိုင်းဒေသကြီးဘယ်သူရဲ့လို့တော့ဘာမှကိုကျွန်တော်တို့မသိရဘူးလို့ဆိုပါတယ်နိုင်ငံရေးပါတီအများစုရဲ့ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးလှုပ်ရှားမှုမရှိတာဟာစစ်ကော်မရှင်ကသူတို့ရဲ့လုံခြုံရေးကိုတာဝန်မယူတာကြောင့်ဖြစ်နိုင်တယ်လို့ဒေါ်လာရေးအင်အားစုတွေအားကောင်းတာကြောင့်လည်းဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်မော်လမြိုင်ဒေသခံတအူးကလည်းစစ်ကော်မရှင်အပြည့်အဝထိန်းချုပ်ထားတဲ့မြို့ပေါ်မှာတောင်ပါတီတွေလှုပ်ရှားမှုကိုမတွေ့ရတော့သလိုသူတို့ပါတီဝင် အချင်းချင်းလောက်တာအစည်းအဝေးလောက်တာစုံစည်းတာလောက်တာတွေ့ရတော့တယ်လို့သတင်းဌာနကပြောပါရယ် ်ပါတီကတော့လောလောဆယ်မှာလှုပ်ရှားမှုကမတွေ့ဘူးလှုပ်ရှားမှုမတွေ့ဘူးဆိုတာကသူတို့အချင်းချင်းအုပ်စုတွေလောက်ပဲသူတို့ပါသူတို့ဒီအတိုင်းမီတင်လုပ်တာတို့တခြားသူတို့ပါသူတို့စုံစည်းတာတို့အဲ့ဒါတွေတော့လုပ်နေတယ်အိမ်တွေကိုသွားပြီးတော့စီယုံရေးလုပ်တာတို့မီတင်လုပ်တာတို့ဟောပြောပွဲလုပ်တာတို့တော့မရှိဘူးလို့ဆိုပါတယ်ဒေတာတွင်မှာတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီအများစုကကိုယ်စားလှယ်လောင်းတွေဟာအရင်လိုမြေပြင်အထိကွင်းစင်ပြီးမဲဆွဲရတော့ပဲအွန်လိုင်းကိုအ திக အသုံးပြုမဲဆွဲစီယုံတာတွေတွေ့နေရတာဖြစ်ပါတယ် မူးတုံဒေတာခန့်တအူကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေရဲ့လှုပ်ရှားမှုအပြင်စီယုံရေးစင်တာတွေလက်ရှိရွေးကောက်ပွဲနီးလာတဲ့အထိဘာမှမရှိနေဘူးလို့သတင်းဌာနကပြောပါတယ်။လက်ရှိကတော့ဒီဘက်မှာပါတီလှုပ်ရှားမှုတွေကတော့မစားသေးဘူး။လက်ရှိလည်းစီယုံတာဘာညာမရှိဘူး။စီယုံရေးစင်တာဘာမှမရှိနေဘူး။မထူးနေဘူး။မတွေ့နေရဘူး။ပါတီလှုပ်ရှားတာတို့ဘာလို့ဒါပေမဲ့အုပ်ချုပ်ရေးမှုရုံးမှပဲစရင်ပေးဖို့အတွက်မဲကိုလာကြည့်ကြဖို့အဲ့ဒါတွေတော့နှိုးဆော်ထားတာတော့ရှိတာပေါ့။ဂျန်နဲ့ပါတီလှုပ်ရှားမှုတွေဘာမှမတွေ့ရသေးဘူးလို့ဆိုပါတယ်။ ဂျပန်မှာစစ်ကော်မရှင်ဟာသူတို့ပြုလုပ်မဲ့ရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စီးယုံနိုင်ဖို့အတွက်ဆိုကာဒေတာရင်းမှာလုံခြုံရေးတိုးမြင့်ပြီးနေစဉ်ပိတ်ဆို့စစ်ဆေးရှာဖွေဖမ်းဆီးတာတွေလှုပ်ဆောင်နေတာပါဝန်ပြည်နယ်မှာတော့စစ်ကော်မရှင်ပြုလုပ်မဲ့အထွေထွေရွှေကောက်ပွဲကိုတတိပုဂ္ဂလကိုယ်စားလှယ်လောင်းတဦးအပါဝင်နိုင်ငံရေးပါတီ၉ခုကကိုယ်စားလှယ်လောင်း၂၅၀ကျော်ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်တင်သွင်းထားပါတယ်